ဩစတြေးလျနိုင်ငံမှာအလုတ်ကင်ခွင်လန်းတွေရှာဖွေနေသူတွေအတွက်ဒီဗီဒီယိုကအထောက်အကူဖြစ်စေမှာပါ နိုင်ငံသားမှာအလုတ်ရှာတာကစိန်ခေါ်မှုရှိနိုင်ပေမဲ့မှန်ကန်တဲ့နီလန်းတွေနဲ့ဆိုရင်အောင်မြင်နိုင်ပါတယ်ပထမဆုံးအနေနဲ့ဩစတြေးလျရဲ့အလုတ်ဈေးကွက်ကိုတေချာလေ့လာပါကိုယ့်ရဲ့ကျွမ်းကျင်မှုနဲ့ကိုက်ညီတဲ့အလုံမျိုးစားတွေလိုအပ်တဲ့အရေးချင်းတွေကိုရှာဖွေပါဗီဇာလိုအပ်ချက်တွေကိုလည်းကြိုတင်သိထားဖို့အရေးကြီးပါတယ် ိုယ့်ရဲ့ပညာအရေးချင်းနဲ့လုပ်ငန်းအတွေ့အကြုံတွေကိုဩစတြေးလျစံနှုန်းတွေနဲ့ကိုက်ညီမှုရှိမရှိစစ်ဆေးပါလိုအပ်ရင်အတိအမှတ်ပြုလက်မှတ်တွေဒါမှမဟုတ်ပိုဆောင်တင်နန်းတွေတက်ဖို့စဉ်းစားပါဩစတြေးလျမှာအလုံလျှောက်တဲ့အခါကိုယ့်ရဲ့ကိုယ်ရေးရာဇဝင်ဤနဲ့အလုံလျှောက်လွား cover letter ကအရန်ရေးကြည့်ပါတဲ့ဩစတြေးလျပုံစံနဲ့ကိုက်ညီအောင် ရေးသားပြီးအလုံတစ်ခုချင်းစီအတွက်တေချာပြင်ဆင်ပါ ကိုယ့်ရဲ့ကြံ့ကျင်မှုတွေနဲ့အတွေ့အကြုံတွေကိုအလို့ရှင်ကလိုအပ်တဲ့အရာတွေနဲ့ဘယ်လိုကိုက်ညီလဲဆိုတာကိုရှင်းရှင်းလင်းလင်းဖော်ပြပါအမှားယွင်းမရှိအောင်သေချာစစ်ဆေးပါ online လှုပ်ရှားခွေရေး website တွေဖြစ်တဲ့ site indeed linkedin တို့ကိုအဓိကထားအသုံးပြုပါကိုယ်နဲ့သက်ဆိုင်တဲ့လုပ်ငန်းတွေကကုမ္ပဏီတွေကိုတိုက်ရိုက်လျှောက်ထားတာမျိုးလဲလုပ်နိုင်ပါတယ် လူမှုကွန်ရက်တွေနဲ့အလို့ကင်ဆိုင်ရာပွဲတွေမှာချိတ်ဆက်မှုတွေတိစောက်ပါမိတ်ဆွေအပေါင်းအသင်းတွေကနေတဆင့်အလို့ကင်ခွင်လန်းတွေရရှိနိုင်ပါတယ်။အင်တာဗျူးခေါ်ခံရပြီဆိုရင်ဩစတြေးလျရဲ့လုပ်ငန်းခွင်ယဉ်ကျေးမှုကို လေ့လာပါအင်တာဗျူးမှာ မေးလေ့ရှိတဲ့မေးခွန်းတွေကိုကြိုတင်လေ့ကျင့်ပါ။ကိုယ့်ရဲ့ကျွမ်းကျင်မှုတွေအတွေ့အကြုံတွေနဲ့ပတ်သက်ပြီးဥမာတွေပေးပြီးရှင်းပြနိုင်အောင်ပြင်ဆင်မှာယုံကြည်မှုရှိရှိနဲ့ဥပွင့်လင်းလင်းဖြေဆိုပါ ဩစတြေးလျမှာအလုပ်ရဖို့ဆိုတာအချိန်ယူရပြီးစူးစမ်းအထောက်မှုလိုအပ်ပါတယ်။စနစ်တကျပြင်ဆင်ပြီးမှန်ကန်တဲ့နည်းလမ်းတွေနဲ့ရှာဖွေမယ်ဆိုရင် အောင်မြင်မှုရရှိမှာပါ။